ဘင်္ဂလားဒေ့ရှ်တို့စံတန်းချိန်2005ရာယခုလအတွင်းတင်ပို့မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့စံတန်းချိန်2500ခုဂျီတူဂျီစနစ်နယ်ခုလာတွင်တင်ပို့သွားမယ်လို့ရေယဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတည်ရပါတယ်။အဆိုပါဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အမထငါးမှတ်စံလမ်းချိန်2500ခုတင်ပို့နိုင်ဖို့စီစဉ်နေတာဖြစ်ပြီးကနဦးအနေနဲ့တင်ပို့မယ်စံတန်းချိန်2500ခုအခုလာထဲမှာ MV MCN 11တင်မောနဲ့တင်ပို့ထားပြီးတင်မောပေါ်ကိုစံတင်နေတဲ့အခြေအနေတွေကိုတိုင်းဒေသကြီး ီးဝန်ကြီးချုပ်ကကြီးစုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။အရောင်းဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကတင်ပို့ထည်စံတွေအရေးအသွေးပြည့်မီဖို့တတ်မှတ်ကာလအတွင်းစနစ်တကျတင်ဆောင်နိုင်ဖို့နဲ့ပို့ကုန်တင်ပို့ရှာမှဂုံတွမ်းမှုဆိုင်ရာဌာနထွေးရှိလုံထုံးလုံနည်းတွေနဲ့အညီတင်ပို့နိုင်ဖို့အတွက် တိုင်းဒေသကြီးရဲ့ဆိုရအဖွဲ့ကလိုအပ်ထားတွေကိုပူးပေါင်းဆောင်ရွက်ပေးဖို့မှာကြားခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်တိုင်းဒေသကြီးကထွက်ရှိတဲ့ရေအသွေးကောင်းမွန်တဲ့ပေါ်ဆန်မွေးကိုတိုင်းဒေသကြီးရဲ့ brand တစ်ခုအဖြစ်ရည်တည်နိုင်ဖို့ဆောင်ရွက်နေတယ်လို့ပြပတင်ဖို့နိုင်ဖို့အတွက် export ဆုံးထဲမှာထည့်သွင်းဆိုင်ပြို့ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။